ကျွန်တော် MacBook တောင်းလာခဲ့တဲ့တက်တန်းတစ်ချောင်းမှာဝယ်တောင်းရတဲ့ software တွေကိုအခမဲ့တောင်းလာခဲ့တာအခုထိပါပဲ Microsoft Office, Photoshop, AutoCAD လို့ဈေးကြီးတဲ့ software တွေကို MacBook ပေါ်မှာ install လုပ်ပြီးတော့မကထင်တလားမလွယ်ပါဘူး။ရှာရဖွေရ download ဆွဲရ install လုပ်ရနဲ့တာမန်လူတွေဖို့မလွယ်ပါဘူး။အဲ့လိုမလွယ်တာကိုလွယ်အောင်လုပ်ပေးဖို့ကျွန်တော်ရှိပါတယ်။အရင်အသုံးဝင်တဲ့တခြား Dolly Mosa software လေးတွေကိုလည်းအခါချင်းငွေပေးကြရမလို့ပဲအခမဲ့တုံးလို့ရအောင်ကျွန်တော်လမ်းညွှန်ပေးပါမယ်။ဒီ video လေးထဲမှာဆိုရင်ပတ်စံပေးတော့ရတဲ့ Microsoft Office အပါဝင်တခြားအသုံးဝင်တဲ့ software တွေကိုဘယ်ကနေဘယ်လို download ဆွဲပြီး install လုပ်ရမယ်ဆိုတာကိုလမ်းညွှန်ပေးခြင်းပါမယ်။ MacBook အတွက် software တွေကို download ဆွဲဖို့ဒီ website ကိုလမ်းညွှန်ပေးခြင်းပါတယ်ဒီ website က Microsoft Office, AutoCAD, Final Cut တို့လိုဈေးကြီးပြည့်တုံရတဲ့ software တွေကိုအခမဲ့တုံးလို့ရအောင်လုပ်ပေးထားပါတယ် category အလိုက်လဲရှာဖွေလို့ရပါတယ် Mac အတွက်ပတ်သက်ပေးပြီးတုံးရတဲ့ software တွေကိုအခမဲ့တုံးခြင်းနဲ့ဆိုရင်တော့ဒီ website ပေါ်လာရှာတင်ပါတယ် download ဆွဲခြင်းတဲ့ software ကို search box ထဲမှာရှာလို့ရသလိုအပေါ်က category ကိုနှိပ်ပြီးရှာလို့ရပါတယ်ပို့ပြီးမြင်ချင်တော့ရှာလိုက်တာပို့ကောင်းပါတယ် ဥပမာ Thing ဆိုတဲ့ application တွေက App Store ပေါ်မှာဒေါ်လာ49.99နဲ့ရောင်းတာပါဒါကိုလက်ကသုံးချင်ရင်စောစောက website မှာရှာပြီးတော့ download ဆွဲလို့ရပါတယ်ကျွန်တော်နဲ့အတူတူ live လုပ်ကြည့်လို့ရပါတယ်ဗျ Flash ဆိုတဲ့နေရာမှာ Thing ဆိုပြီးရှာလိုက်ပါမယ်ရှာနေတာလေးထွက်လာပြီဆိုရင်ပထမဆုံးဆက်ရမှာကနောက်ဆုံး update လုပ်ထားတဲ့ရက်စွဲပါနောက်ကြဆုံးရက်စွဲနဲ့တခုကို download ဆွဲရမှာပါသူ့ပုံမှာတစ်ချက်နှိပ်လိုက်ပါဗျ download torrent ကိုနှိပ်လိုက်ပါ နောက်ထပ်တစ်ခေါက် download torrent file ကိုလည်းနှဲ့လိုက်ပါ torrent file လေး download ဆွဲပြီးသားတဲ့အခါ download ဆွဲပေးနိုင်မယ့် application လေးကို install လုပ်ပေးဖို့လိုပါတယ်ဒါကြောင့် frostwire.com ကိုသွားလိုက်ပါ free download for mac ကိုနှိပ်ပြီးတော့ခဏဆောင်းလိုက်ရင် download ဆွဲသွားပါလိမ့်မယ် download ဆွဲတာပြည့်သွားပြီဆိုရင်အဲ့ဒါလေးကို install လုပ်ပါမယ်သူ့ဘောမှာ double click နှဲ့လိုက်ပါဗျ application folder လေးကိုဆွဲထည့်လိုက်ပါပြီးရင်အဲ့ဒီ application လေးကိုဖွင့်လိုက်ပါဗျာ open ကိုပဲနှိပ်ပေးပါဒီနေရာလေးရောက်ပြီဆိုရင်စောစောက download ဆွဲထားတဲ့ thin ဆိုတဲ့ torrent file လေးနဲ့စပြီးတော့ download ဆွဲလို့ရပါပြီဒါကြောင့် thin ဆိုတဲ့ torrent file လေးရှိတဲ့နေရာကိုတွားလိုက်ပါသူ့ပုံမှာ double click နှိပ်လိုက်ပါ double click နှိပ်လိုက်တဲ့အခါစောစောက install လုပ်ထားတဲ့ frostwire application က thin ဆိုတဲ့ application လေးကိုစတင်ပြီးတော့ download ဆွဲနေပါတယ် download ဆွဲတာဖြည့်သွားရင်သူ့ပေါ်မှာနှစ်ချက်နေလိုက်ပါဗျ။နောက်ထပ်နှစ်ချက်ထပ်ပြီးတော့နေလိုက်ပါ။ manual install folder လေးကိုဖွင့်လိုက်ပါ။အထက်က DMG file လေးပေါ်မှာနောက်ထပ်နှစ်ချက်ထပ်ပြီးနေပေးလိုက်ပါဗျ။ဒီတစ်ခါကျမှ thing ဆိုတဲ့ application လေးကို application folder လေးထဲဆွဲထည့်ပေးလိုက်ရပါပြီဗျ။ installation လုပ်ငန်းစဉ်ပြီးသွားပါပြီ။သုံးဖို့ဖွင့်ကြည့်ပါမယ်ဗျ။ $49.99 တန်း application လေးကိုအခမဲ့တောင်းလို့ရသွားပါပြီဗျဒီတစ်ခါ Microsoft Office ကို download ဆွဲပြီး install လုပ်ပါမယ်ဗျ category ဖြစ်တဲ့ Office ဆိုတာလေးကိုနှိပ်လိုက်ပါအပေါ်ဆုံးမှာဆိုရင်နောက်ဆုံး version 60.95.3ဖြစ်တဲ့တစ်ခုကိုရွေးပါမယ်ဗျတော်ရန်ဖိုင်လေး download ဆွဲပြီးသွားပြီဆိုရင် Frostwire application နဲ့ Microsoft Office ကိုစပြီးတော့ download ဆွဲဖို့အတွက်အဲ့ဒီပုံမှာနှစ်ချက်နေလိုက်ပါမယ်ဗျ download ဆွဲတာပြည့်သွားပြီဆိုတော့ install ဆလုပ်ပါတော့မယ်ဗျ frost wire ထဲမှာပဲ download ဆွဲတာပြည့်သွားတဲ့ microsoft office ndsc folder လေးပေါ်မှာပဲနှစ်ချက်နှိပ်လိုက်ပါဗျ define လေးပေါ်မှာနောက်ထပ်နှစ်ချက်နှိပ်လိုက်ပါဗျဒီလိုလေးပေါ်လာပြီဆိုရင်တော့ဘယ်ဘဲအောက်ဆုံးတော့က office business pro installer လေးပေါ်မှာနှစ်ချက်နှိပ်လိုက်ပါဗျဒါဆိုရင်တော့ install ဆပြီးလုပ်သွားပါအောင်နော် main installation file ကို install လုပ်ပြီးသွားတဲ့အခါနောက်ဆုံး version ဖြစ်တဲ့60.95.3ကို update လုပ်ပေးရပါတယ်။ဒါကြောင့် d folder လေးတဲ့က .pkg file လေးခုကိုတစ်ခုချင်းစီ install လုပ်ပါမယ်ဗျာ။အင်စတောလုပ်ဆရာရှိတာလုပ်ပြီးသွားရင်တော့ line sin activate လုပ်ဖို့ပဲကြံပါတော့တယ်။ line sin activate လုပ်ဖို့လိုအပ်တဲ့ file တွေကို download ဆွဲဖို့ကျွန်တော်တို့ website ပေါ်မှာတင်ပေးထားပါတယ်ဗျ။ description ကနေယူလို့ရပါတယ်။ အခုလောလောဆယ်အဲ့ဒီ file လေးကို download ဆွဲလိုက်ပါမယ်ဗျ download ဆွဲတာပြည့်သွားပြီဆိုတော့အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ license activate လုပ်ပါတော့မယ်ဗျပုံမှန်အဖြစ်ဆို license ထည့်ဖို့အတွက် internet တွေပိတ်ပေးရပါတယ်ဒီတစ်ခုကတော့ internet ပိတ်ပဲ license ထည့်နိုင်ပါတယ်ဆော့ဆော့က download ဆွဲလိုက်တဲ့ license installer ဆိုတဲ့ file လေးကိုနှစ်ချက်နှိပ်ပြီး install လုပ်လိုက်ပါမယ်ဗျ install လုပ်ပေးပါပြီ။ရင်းခုန်စရာကောင်းတာကတော့ကျွန်တော်တို့ install လုပ်လိုက်တဲ့ Microsoft Office application တွေကိုပြင်ပြီးဆက်သုံးရမယ်အချိန်ရောက်ပါပြီ။ Microsoft Office ကို install လုပ်တာပြဿနာမရှိပေမဲ့ license activate လုပ်တာလေးတခုကိုပဲအောင်အောင်မြင်မြင်နဲ့ activate လုပ်ပေးမလားဆိုတာကိုပဲကြည့်ရမှာပါ။ကဲဒါဆိုရင် Microsoft Word ကိုအရင်ဖွင့်ပြီးဆက်သုံးကြည့်ပါမယ်ဗျ။ license activate လုပ်တာအမြင်ပါတယ်ဗျ Microsoft Word ကိုလည်းအဆင်ပြေပြေသုံးလို့ရပါတယ်တခြား Excel နဲ့ PowerPoint ကိုလည်းစမ်းသုံးကြည့်ပါမယ်ဗျ ဟုတ်ကဲ့ပါဗျအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် install လုပ်တာနဲ့ license activate လုပ်တာအဆင်မပြေ comment ကတစ်ဆင့်မေးလို့ရပါတယ်ဗျဒါမှမဟုတ် email ကတစ်ဆင့်လည်းမေးလို့ရပါတယ်တူ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 ညီကုန်းချုပ်လေးပြင်ပြောရရင် macbook အတွက် software လေးတွေလိုရင်ကျွန်တော်ပြပြခဲ့တဲ့ website ကနေ download ဆွဲလို့ရပါတယ် download ဆွဲလိုက်ရင်ရလာမဲ့ torrent file တွေကို frostwire ဆိုတဲ့ software နဲ့တစ်ဆင့်ပြန်ပြီး download ဆွဲပေးရပါတယ် frostwire software နဲ့ license installer file ကို download ဆွဲဖို့အတွက် description မှာ link ရှိပါတယ်ခင်ဗျ